ကားဂိတ်နဲ့ဆိုတဲ့ဂိတ်ကြီးရယ်ကားဂိတ်နဲ့ဆိုတော့စူပေါင်းကားမှတ်တိုင်နဲ့အနည်းဆုံးပါကျင်းဆိုင်ကတော့နာမည်ကျွန်တော်တို့ဒီမှာကျင်းဆိုင်နာမည်ပေးထားတာမရှိတော့အရင်ကအဖေကစပြီးလုပ်ခဲ့တာပေါ့ကျွန်တော်အမွေးခင်လောက်ချိန်တည်းကစရောင်းခဲ့တာ ဟုတ်ဒီမှာဖုန်းနှလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် mercury.shopping app mercury မှာဘာပဲလို့လို့ရနိုင်ပြီနော်သိဖုန်းနဲ့အကောင်းဆုံး shopping မှာ mercury your shopping partner အရင်ကျွန်တော်မှတ်မိသလောက်ဆိုတော့ပထမဆုံးရောင်းခဲ့တဲ့အချိန်တော့တစ်ခွက်တရာနဲ့စရောင်းခဲ့ကြတယ်။အဲ့ဒီအချိန်လောက်ထဲရောင်းခဲ့ရဆိုတော့ sign name တွေတော့တခုခါကြီးမရှိပါဘူး။ ဒီစူပေါင်းထိတ်မှာရောင်းတဲ့ကြိမ်ဆိုင်ဆိုအကုန်လုံးတော်တော်များသိကြတယ်ဟုတ်အဲစူပေါင်းကြိမ်ဆိုင်သိဟုတ်ကဲ့ဟုတ်အဲဒီမှာနေမဟုတ်ဘူးကျွန်တော်မြောက်တကုံဘက်မှာလည်းဆိုင်နေရှိပါသေးတယ်ဗျဟုတ်မြောက်တကုံမန်လေးလမ်းမှာရှိတယ်အဲမန်လေးလမ်းတို့စစ်တောင်းလမ်းတို့အဲ့ဘက်ဒီမှာဆိုင်ခွဲတွေတက်တက်ရှိသေးတယ်ဟုတ်အဲကြံရည်ရောအများကိုင်နေစီဒီနည်းနည်းမြင့်နေတယ်ဘူးဆို900ရဲ့နေတော့နိုင်တယ်။အားကြောင့်မို့900ရဲ့နေတော့နိုင်တာ။အဲ့ဒါကိုကြည့်ကြ။ဟုတ် ဲ့ဒါကတော့ဟိုကျွန်တော်တို့ကအရင်တည်းကလေနေရနေပြီးတော့ကိုယ့်ကို site ပြီးတော့ပြန်ခုတ်လာပြီးဒီကိုတင်လာပြီးတော့ဒီမှာကိုယ့် site နေအတွက်ပဲပြန်ပြီးတော့အဲ့ကြောင်ကိုယ့် site အတွက်ကိုယ့် channel ပဲပြန်သုံးတာမျိုးပေါ့အရင်တော့တော့အဲ့လိုမျိုးသုံးနိုင်တယ်ကိုယ့်ကို site ပြီးတော့သုံးရတယ်အဲအခုနောက်ပိုင်းကတော့ကိုယ့်ကို site ဖို့အတွက်တိတ်အဆင်မပြေတော့အခက်အခဲရှိတာညားလာတော့ဟို channel အတွက်လူမရှိတာတွေရောပြီးတော့နောက်တစ်ခုကအရန်ဈေးကြီးလာတာတွေရောကြောင့်အဲ့လိုမျိုးသူများ site ပြီးသား channel ကိုပဲ ချံပြက်ချုပ်လိုက်ပြီးတော့အဲ့ရနေဝယ်လာဒီကိုတင်လာပြီးတော့ပြန်ရောင်းတာမဟုတ်လို့အဲ့လိုကြောင့်ဒီလိုဈေးနဲ့ရောင်းလို့ရတာပေါ့နေကနေတည်းကယူတာကြောင့်ရောင်းလို့ရတယ်လို့ပဲပြောရမှာပေါ့ဟိုပုံမှန်ဒီကနေပြီးတော့ဒီကြံတိုင်နေကဝယ်ပြီးရောင်းမယ်ဆိုလို့ရှိရင်အာအနည်းဆုံးဒီမှာတစည်းကိုတသောင်းကျော်နေရတဲ့အတွက်ဒီလိုဈေးနဲ့တိတ်ရောင်းလို့အဆင်ပြေကြတော့တော်တော်များများဒါပေမဲ့ကျွန်တော်တို့ကနေကတည်းကယူတာမဟုတ်လို့ဒီဈေးနဲ့ရောင်းလို့ရတာပေါ့ အခုဆိုဒီဆိုင်ခွန်းကဘယ်နှစ်လောက်ရှိနေစစ်စစ်ပေါင်းဆိုပေလက်ထက်ပေါ့အခုချိန်ကြီးတယ်ဆမ်းပါအဲဆုံးမရှိဘူးဆိုရင်တော့20လောက်တော့ရှိပြီ15နှစ်နဲ့20လောက်တော့ရှိပြီပေါ့ကျွန်တော်မမွေးခင်နေရဆိုတော့ကျွန်တော်အခု25ဖြစ်ပြီဆိုတော့တော်တော်ကြာပြီအဲ့လောက်တော့ရှိနေပါ25နှစ်လောက်တော့အ ਨੇ ဆုံးရှိတယ်ပေါ့ဟုတ်ကျန်ကတော့ကျန်ဆိုက်ရတာတိတ်အစင်ပြောရဆိုတော့အခုနောက်ပိုင်းကဟိုပြောမလဲအရင်တော့အထက်ပိုဆိုးလာတာကကုံစည်းနှုံးကြောင့်ကုံညာနေဝဲရလဲခတ်လာတယ် ဥပမာကြံစိုက်ခင်းအတွက်ဆိုလို့ရှိရင်အရင်ဆုံးကြံမျိုးဝယ်ရမယ်အဲ့မျိုးတွေကလည်းဈေးတက်လာတယ်နောက်တစားကျွေးဖို့တွေဈေးတက်လာတယ်ပြီးတော့ကြံကဟိုပုံမှန်ဆိုလို့ရှိရင်အလုသမားအင်အားတော်တော်များများတုံးရတယ်ကြံအလက်ဆွဲတာမျိုးတွေကြံရွက်တွေဆွဲချတာမျိုးတွေရှိတယ်ပြီးရင်အာကြံမြောင်းတွေကိုဘောင်းတွေပြန်ဖိုးရတယ်ပေါ့အဲရေတင်ပြီးဘောင်းတွေပြန်ဖိုးရတာမျိုးရှိတယ်နောက်ခြံမှာအမြဲလူရှိနေမှဒီခြံကိုတော့ချက်ကြည့်ပြီးနေမှတခုခုလိုအပ်တာအမြဲလုပ်ဖို့တော့လိုတာအဲ့တော့ဟို လားစားတွေကလည်းဟိုလောက်ခတွေကလည်းတိုးလာတယ်နောက်တစ်ခုကအဲ့ဈေးတက်လာတာရောကုန်ကျန်းတွေဝယ်ရအရန်ခက်ခဲလာတာရော နောက်ပြီးတော့ဒီနေရနေပြီးတော့ဒီကိုပြန်တဲ့အချိန်ကျရင်တေယူဈေးကအရန်ကြီးတယ်အဲ့တော့အဲ့ဟာကြီးအားလုံးကြောင့်ပဲပြောရမှာပေါ့အားကြောင့်ပဲတိတ်ပြီးမဆိုင်ဖြစ်သွားရာသာဒီချမ်းသာဘယ်နေရလဲဒီဒါဖရက်အာအခုကျွန်တော်တို့ဒီကအရင်ဂျူနီယာနေရာပဲ ARB တိုင်းကပဲအကြောင်းကဟိုဟာ ကျောင်းကုန်းဟိုဘက်အထဲဘက်ကပေါ့နော် AI တိုင်းကျောင်းကုန်းဘက်ကအဲ့ဘက်ကပဲလာအရင်တော့လည်းအဲ့မှာပဲစိုက်တယ်အဲ့ရပဲကိုယ့်ကိုစိုက်ပြီးကိုယ့်ကိုသေးအခုကတော့သူများစိုက်ပြီးသားကိုပဲခင်းလိုက်အပြက်ဝယ်ပြီးတော့ပြန်သေးပြီးရောင်းတာပေါ့အဲ့လိုပြန်သွားကျွန်တော်တို့ကတော့ရောင်းပေးနိုင်သလောက်ရှိတော့ရောင်းပေးရမှာအဲ့လိုမျိုးအတိအကျတော့ပြောလို့မရဘူးဗျအတိအကျပြောဖို့ဆိုတော့ဒီနေ့နဲ့မနေ့ပြန်အောင်တိတ်ပြီးမတူတာဆိုတော့လေအဲဒါကြောင့်အတိအကျတော့ပြောဖို့တော့မလွယ်ဘူးတက်နိုင်ရင်တော့တက်နိုင်သလောက်တက်နိုင်တော့အနည်းဆုံးထားပြီးရောင်းပေးပါဦး အဲ့တော့အကုန်လုံးတောက်လို့ရအောင်လို့ဟိုခလေးလည်းတောက်တယ်လူကြီးလည်းတောက်တယ်ပုံကြီးလည်းတောက်တယ်ဒီလရှင်လည်းတောက်တယ်အဲ့တော့အကုန်လုံးဆင်ပြအောင်လို့အဲ့ကြောင့်ဒီဒေးနဲ့အဲ့လိုရှောင်းပေးထားပုံဆင်ပြရောနောက်ဆုံးဟို900ပဲရှိရဆိုရင်တော့မှပဲလာဝင်ရှောင်းလိုက်တာ900ဆိုရင်လည်းနည်းဆုံးတော့900လောက်ပဲရောင်းနေတာဒါပေမဲ့ဖြစ်တဲ့အချိန်တွေမှလို့900ရောင်းပေးနေတာဟိုက900ကကျွန်တော်တို့ထင်တာတော့မနစ်ကနှစ်ကုန်ကန်ကြီးယာတီကုန်ကန်ကြီးလောက်မှ900ဖြစ်သွားတယ်ထင်တယ် အဲဒီနှစ်အစတွေကတော့900နဲ့စရောင်းတာဈာထဲမှာ900ပြန်ချလိုက်ပါသေးတယ်ဒါပေမဲ့တိတ်အဆင်မပြေတော့လို့ဂျန်နီကချက်ချင်းဟို900ချလဲချပြီးတော့အရန်ကြီးကိုဒီဘက်ကဒမန်းများလာတဲ့အချိန်မှာဟိုဘက်ကအလင်မမီတော့ဘူးအဲ့လိုမျိုးဖြစ်လာတယ်အဲအရန်ဂျမ်းဖြစ်သွားတဲ့အတွက်ကျွန်တော်900နဲ့ပြန်ထိမ့်ပြီးရောင်းပြလိုက်တာဟုတ်ဒီကအော်ရာမိုင်းမှုရှင်းနေတော့ဘယ်သူတွေကအော်ရာမိုင်းကြလဲဘယ်လိုပုံစံမျိုးနဲ့မိုင်းလဲအော်အဲ့လိုမျိုးအော်ရာကတော့ဂျင်ကဟိုပြန်ပြီးတော့ဟို မှားတာမျိုးကနည်းနည်းရှားပါတယ်။ပုံမှန်အပြင်အလူလုတ်ချင်တဲ့လူမျိုးတွေအဲ့လိုမျိုးပေါ့။ဒီနားမှာဒီတိုင်းပဲလာတဲ့လူတွေဝေချင်တဲ့လူမျိုးတွေအဲ့လိုမျိုးတွေပဲရှိရများတယ်။တော်တော်များများတော့ဟိုအလူလုတ်ချင်တဲ့လူပေါ့။ဘုန်းကြီးကက်ချင်တာမျိုးရှိရဲ။ဒါမှမဟုတ်ဘုန်းကြီးเจ้าမှာဒေတာတွေမှာပါညာဆိုရင်အဲ့လိုမျိုးနေရာတွေမှာလူဖို့အတွက်ပဲ order မှာကြများတယ်။ဘယ်အချိန်မျိုးဖြစ်ဆိုင်ထွက်တဲ့အချိန်ကျရင်တွေ့ရတဲ့လာပြီးတော့အမြင်အားပေးနေတဲ့ကိုယ့်ရဲ့နှစ်တိုင်း အမြဲတမ်းလိုလိုလာနေတဲ့ဖောက်တယ်ရှိပါတယ်။အိုးအရင်ရင်ကျွန်တော်ငငယ်ရပေါ့။အဲ့လူတွေအားလုံးလည်းကျေးဇူးတင်ပါတယ်။နောက်ထပ်လည်းထပ်ပြီးတော့လာပြီးတော့အရင်ကလူတွေမဟုတ်ဘဲနဲ့ထပ်ပြီးတော့လာကြတာပါပဲ။အများကြီးပါ။ဒီလိုပဲလာဝဲလူတွေအားလုံးကျေးဇူးတင်ပါတယ်။